ုတစ်တော့မှာလူပြောများနေရဲ့တစ်တော့ရဲ့ဒီဇင်ဘာ၄ရက်နေ့ update မှာမြန်မာနိုင်ငံ creator တွေဝင်ဝင်နေသွားနိုင်တာမြန်မာ view ဆိုရင် person မပေးတော့ဘူးလားဆိုတဲ့အကြောင်းကိုနည်းနည်းရှင်းပြကြပါမယ်အရင်ကတည်းကတစ်တော့ကမြန်မာ view ကို qualify view ဖြစ်မတတ်မှတ်တယ်လို့ဆန်လည်းမပေးပါဘူးခု TikTok ရဲ့ creator reward program ဆိုပြီးတော့ပတ်စံပေးခဲ့တဲ့ကောင်ကလည်း creator farm ဆိုပြီးတော့ပတ်စံပေးခဲ့ဘူးပါတယ် ဒီ creator farm ကိုဒီဇင်ဘာ16ရက်နေ့2023မှာတရားဝင်ရက်လိုက်ပါတယ်။ March လ16ရက်2024ကျမှာ creator တွေကို creator reward program ဆိုပြီးပတ်စံပြန်ပေးတာပါ။ TikTok ရဲ့ creator reward program ကိုတောက်ပြီးတော့ပတ်စံပေးတော့လေနိုင်ငံ၈နိုင်ငံမှာပဲ။အဲနိုင်ငံတွေကလည်းအခု update မှာပါတဲ့နိုင်ငံတွေပါပဲ။ဒါကြောင့်ဒီနိုင်ငံဒီနိုင်ငံပဲမလို့ဘာမှမထူးခြားပါဘူး။ TikTok က Creator Farm ဆိုပြီးတော့စတော့လည်း6နိုင်ငံပဲပါတာပါ။အဲဒါမှာ Italy နဲ့ Spain ပါခဲ့ပါတယ်။ဒါပေမဲ့2024 Creator Reward Program ဆိုပြီးတော့ဖြစ်သွားတဲ့အချိန်မှာ Italy နဲ့ Spain ကဖြုတ်ချခံနိုင်ရပါတယ်။အဲအစားနောက်ထပ်၄နိုင်ငံထပ်သိုးလာပါတယ်။2026မှာလည်း update တွေရှိပြီးတော့နိုင်ငံတွေတိုးလာဖို့ရှိရလို့လည်းတရင်ထွက်တာရှိပါတယ်။ အနိုင်ငံတွေကတော့အာရှမှာဆိုရင် စင်ကာပူနဲ့ထိုင်ဝမ်ယူရိုမှာဆိုရင်နယ်သာလန်နဲ့ဆွီဒင်တခြားကတော့ကနေဒါနဲ့ဩစတြေးလျနိုင်ငံတွေက2026မှာထပ်တိုးလာဖို့ရှိနေတယ်လို့လည်းတင်ထွက်နေပါတယ်2026မှာပိုကောင်းလာဖို့ပဲရှိပါတယ်ဒီ update မှာပြောင်းလဲလာတာတစ်ခုကအရင်ကဆိုရင် FIB ရ view ကိုပဲပတ်စံပေးရပါ ဒါပေမဲ့အခု update မှာတော့ကိုအကောင့်ကို search bar နေရိုက်ရှာပြီးတော့ကြလာတဲ့ video ကို30စက္ကန့်နဲ့အထက်ကြည့်အောင်နဲ့ qualify view ဖြစ်သတ်မှတ်ပေးပြီးတော့ပတ်စံပေးမယ်လို့လည်းပြောထားပါတယ်။ဒါကြောင့်မြန်မာပြည်က creator တွေကိုဆက်လုပ်ဖို့ပဲပြောချင်ပါတယ်။သိချင်တာဒေးစိတ်ကို comment မှာမေးကြားလို့ရပါတယ်။